စည်းခဲ့တဲ့လီရင်ကအခုဆိုရင်ထိုင်ဝမ်နိုင်ငံထောင်ရွာလေးစိတ်ကို စိုက်ကပ်လာပါပြီ။စိုက်ကပ်လာပြီဆိုရင် အခုကျွန်တော်ကဒီလေစိတ်ကနေပြီးတော့တိုင်ပင် main station ကိုဘလူးမျိုး MRT စီးနဲ့ဆိုတာကိုပြသပြီးမှာပါ။အခုကျွန်တော်တို့လေးစိတ်ဆိုင်ရောက်လာပြီလို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာကျွန်တော်တို့လင်ရဆင်းလိုက်ပြီဆိုတာနဲ့ arrival ပြထားတဲ့အတိုင်းနဲ့ကျွန်တော်တို့ရှောက်သွားပါမယ်။အဲ့တော့လေရင်ကနေပြီးတော့ဆင်းဆင်းချင်းမှာခုနကကျွန်တော်တို့တွေ့ခဲ့တဲ့ arrival နဲ့ transfer မှာ arrival ပြလာတဲ့ ားပုံစံတိုင်းပဲကျွန်တော်တို့ရှာပါပါမယ်အခုဆိုရင်ဒီက sign ဖို့မှာလဲ right ပဲဆိုရင်တဲ့သွားလို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့တဲ့သွားပါမယ်ပေါ့နော်အဲ့တော့ transfer ကို right ပဲနှစ်ခုစလုံးကတဲ့ပဲသွားပါလို့ပြောတဲ့အတွက်တဲ့တဲ့ပဲကျွန်တော်တို့ရှာပါပါမယ်ရှောင်းလာရင်နဲ့မှာ arrival ညာဘက်ကိုဆိုတဲ့ညာပြရဲ့အတွက်ကျွန်တော်ဒီမှာညာဘက်ကိုကျွန်တော်စပြီးတော့꿰ချလိုက်ပါပြီ꿰ပြီးသွားတဲ့နောက်ကျွန်တော် LED ဒီ hand diamond ကျွန်တော်ရှောက်သွား ွေးပြီးွားတဲ့နောက်ကျွန်တော်အဲ့လမ်းတိုင်းပဲသွားတယ်။သွားပြီးတော့ကျွန်တော်တို့အဆုံးရောက်တဲ့အချိန်မှာကျွန်တော်တို့ arrival ကိုကျွန်တော်တို့တွေ့နေပါပြီ။ဘယ်ဘက်ကိုခြုံလိုက်ရင်ကျွန်တော်တို့ arrival ဆိုတာစပြီးတွေ့ပါပြီ။အဲ့မှာရေးနှစ်ယောက်လည်းရက်နေပါတယ်။အဲ့နေရာ arrival နေရာပါ။အဲ့နေရာမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ immigration နေတယ်ကျွန်တော်တို့ဖြတ်ကပါပါ။အခုကျွန်တော်အဲ့ထဲလေးဝင်လိုက်ပြီ။ဒဲတဲ့ကိုကျွန်တော်တို့ရှောက်သွားတယ်ပေါ့နော်။ခုနရေးနှစ်ယောက်တွေ့ရဲ့နေရာနေဘယ်ဘက်ကိုခြုံလိုက်တဲ့အခါနဲ့ကျွန်တော်တို့ဒီမှာဒါ immigration ဖြတ်ကမယ့်နေရာပါ။အဲ့တော့ခုမှအစင်းရောင်နဲ့ပြထားတာ လေလို့ထိုင်ဝမ်နိုင်ငံသားမဟုတ်တဲ့ဟိုဟာနောက်မှာကျွန်တော်တို့ဒီမှာအမီယောင်နဲ့ကျွန်တော်တို့ပြတာပေါ့အမီယောင်ဆိုင်ပုံနဲ့ citizen နဲ့ non citizen ဆိုပြီးတော့ပြတာပါတယ်အဲ့တော့ citizen ဆိုတာကကျွန်တော် ARC card ရှိရတူတွေကလည်း citizen line နဲ့ကနေကျွန်တော်တို့ဝင်ခွင့်ရှိဝင်တန်းစီတာပေါ့နော် non citizen တွေကကြတော့ခုနက ARC card လောက်မရှိဘူး visa နဲ့လာတဲ့သူတွေဆိုရင်ကျွန်တော်တို့အဲ့ဒီဒီအမီယောင်ဆိုင်ပုံကနေတော့ကျွန်တော်တို့တန်းစီတာကျွန်တော်က ARC ရှိရတဲ့အတွက်ရေးရကျွန်တော်တို့ခုနက citizen ဆိုတဲ့ line ကနေပဲကျွန်တော်ကိုတမ်းပြီးတော့စီခိုင်းပါတယ်အခုဒီမှာပြထားတယ် non citizen ဆိုတဲ့လူကတော့ကျွန်တော် visa နဲ့ passport နဲ့လာတဲ့သူတွေပါ immigration လုပ်နေတဲ့အချိန်မှာရိုက်ကူးခွင့်မရှိတဲ့အတွက်ကျွန်တော်ကမရိုက်ခဲ့ပါဘူးအခုဒီဘယ်ဘက်ကဒီမှန်ခန်းနေရတာ immigration စတဲ့အခန်းမှာအဲ့တော့ကျွန်တော်ကတော့ပြီးသွားပါပြီပြီးသွားပြီဆိုရင်ကျွန်တော်တို့ထွက်လာခဲ့ပါထွက်ပြီးသွားရင်ကျွန်တော်တို့ဒီမှာရှေ့မှာပြတာအများပြရဲကိုက luggage ရှိရဲဆိုရင် luggage ကျွန်တော်တို့သွားယူပါတက package နဲ့မပါဘူးဒါ YouTube 7 kitchen နဲ့ပဲလာတဲ့သူဆိုရင်လည်းကျွန်တော်တို့ရှုပ်ရမလို့ပေါ့နော်အခုကျွန်တော်အားကြတော့အခုဒီမှာအဲ package ယူရနေရကိုတွားပြပါမယ်အခုကျွန်တော်စင်းချသွားပြီဆိုရင်ဒီမှာ package ယူရနေရကျွန်တော်စပြီးတော့တွေ့ပါပြီအဲ့တော့ဟိုဘက်မှာကျွန်တော်ဒါကိုယ့်ရဲ့ luggage တွေကိုယူပါတယ်အဲ့တော့လူတိုင်းနဲ့တိကျမှာပါထိုင်ဝမ်ကိုလာမယ်ဆိုရင် ပိတ်ဒီမှန်တမရကိုကျွန်တော်တို့အနိုင်ခံခွေးတွေကစစ်ပါကျွန်တော်ကြိုက်နေတဲ့အချိန်မှာတော့ဒီခွေးကိုတော့ကျွန်တော်မတွေ့ခဲ့ဘူးပေါ့နော်ကျွန်တော်ပထမတစ်ချိန်ကတော့အနိုင်ခံခွေးဒီစစ်နေရအောင်တော့ကျွန်တော်တွေ့တယ်ဒီဒုတိယအချိန်မှာတော့ကျွန်တော်မတွေ့ခဲ့ဘူးပေါ့နော်ဒါဒီနေရာမှာကိုယ့်ရဲ့ language တွေကိုကိုယ်ပြန်ပြီးရွှေ့ယူရပါမှာကိုယ့်ရဲ့ language တွေရွေးပြီးပါပြီဆိုရင်ကျွန်တော်ဒီကနေပြီးပြန်ထွက်မယ်ပေါ့နော်အဲ့တော့မထွက်ခင်မှာဒီဘက်မှာကျွန်တော်တို့ဒါ exchange တွေလည်းရှိရပေါ့နော်၄စီမှာ exchange လှုပ်ချိန်နေဆိုရင်လည်းကိုလိုအပ်တဲ့ပမာဏကိုပဲလှုပ်ဖို့အကြံပေးရပါတော့။ဘာဖြစ်လို့လဲဆိုတော့လေးစိတ်မှအဲ့ချိန်လုံးကျွန်တော်စာပေချက်ချက်တည်းယူပါတောင်းပါတယ်။အဲ့တော့ကျွန်တော် luggage လည်းယူပြီးပြီဆိုတော့ arrival ကနေကျွန်တော်စပြီးတော့ထွက်လာပါပြီ။အဲ့တော့ဒီကနေစပြီးတော့ကျွန်တော်တို့ MRT စီးတဲ့ပုံစံကိုစပြီးတော့ကျွန်တော်သွားမယ်ပေါ့နော်။အဲ့တော့ကျွန်တော် arrival ကနေစပြီးထွက်လာပြီးဆိုတာနဲ့ကျွန်တော်တို့အပြင်မှာကျွန်တော်တို့ဒီကိုကပတ်စံလဲခြင်းနဲ့ ောင်နာတွေရှိရဲ့အိတ်ချင်းကောင်နာတွေရှိရဲ့နောက်တစ်ခုကကြတော့အိတ်ချင်းကောင်နာတွေရနေပြီးတော့မလဲခြင်းမူဒါဟို service charges ပေးရတယ်ဆိုရင်ကျွန်တော်တို့က ATM machine တွေရနေတယ်တွားပြီးတော့ကျွန်တော်တို့ကကိုယ်တိုင်ပေါ့ self service နဲ့ကိုယ့်အကူတွားပြီးလဲလို့ရပါတယ်အဲ့တော့ passport စာအုပ်ကို ATM ထဲမှာကိုယ်ကနေကိုယ်ပဲဒါ scan pad ကိုယ်ကနေကိုယ်ပတ်စံထဲကိုယ်ကကိုယ်ပဲပတ်စံပြန် UI အဲ့လိုမျိုးကျွန်တော်တို့တွားလုပ်လို့ရပါတယ်အဲ့တော့ဒီနေရာဒီမှာကျွန်တော်တို့အဲ ပတ်စံလဲမယ်ဆိုရင်အဲ့တော့ ATM ကနေပြီးတော့ပတ်စံလဲတာကိုတော့ကျွန်တော် recommend ပေးတယ်။တခြားသောအချင်းကောင်းတာတွေကနေဆိုရင်တော့စပိတ်ချချက်ကကျွန်တော်တို့ကောက်ပါပါ။အခုကျွန်တော်ထွက်လာတဲ့ land time ပဲကျွန်တော်သွားတယ်။ထွက်လာတဲ့ land time ပဲကျွန်တော်တို့အဆုံးထိကိုပဲရှောက်လိုက်ပါ။ရှောက်ပြီးတော့ကျွန်တော်တို့ဘဲကိုကိုက်လိုက်ရင်ကျွန်တော်တို့အမှ MRT စီးဖို့လမ်းကိုကျွန်တော်စပြီးတွေ့မှာပါဒီမှာဆိုင်းဘုံတဲကိုကျင်းလိုက်ပေးပါတယ်အမှကျွန်တော်တို့ဘဲကိုသွားမယ်ဆိုရင် MRT to high speed way လို့ကျွန်တော်တို့ပြထားပါတယ်။အော်သူပြထားတဲ့ M များအတိုင်းပဲကျွန်တော်တို့လိုက်ပါပါအဲ့ဒီလမ်းကြီးအတိုင်းပဲကျွန်တော်တို့ဒဲ့တာလျှောက်ပါပါအဆုံးမှာတော့ကျွန်တော်တို့ MRD စီရမယ့်နေရာရောက်လာပြီကျွန်တော်တို့ဒီမှာညာဘက်မှာ MRD ဆိုပြီးကျွန်တော်တို့ပြထားပါတယ်အဲ့တော့အောက်ကိုဆင်းရမှာပါအောက်ကိုဆင်းရင်ကျွန်တော်တို့ဒီမှာတက်လေကလည်းတုံးလို့ရတယ်လို့ဒီဘက်ကကျွန်တော်တို့ဆက်လေကတုံးပြီးတော့လည်းဆင်းလို့ရပါအဲ့အောက်ကိုဆင်းချပါဆင်းလာတယ်ကျွန်တော်ခုဆင်းလာပါ ေးမိသွားပြီဆိုတော့ねကျွန်တော်တို့ကညာဘက်ဘဲဘဲချမ်းကိုကိုွေချလိုက်ပါเนาะအဲ့တော့ तू ကဖူကောက်တွေဘက်ကိုရောက်သွားမှာဆိုလိုပါအဲ့တော့ဘဲဘဲချမ်းကိုကျွန်တော်ကိုွေချကိုွေပြီးအောက်ကိုထပ်ပြီးတော့ဆင်းလိုက်ပါအားဆိုရင်တော့ကျွန်တော်တို့ဘေးကိုရောက်ပြီလေဆိုရင် MRD ကျွန်တော်တို့စီးရမယ့်နေရာကိုစပြီးတော့ရောက်လာပါလိမ့်ဆက်သွားပြီဆိုရင်ကျွန်တော်တို့ရထားစီးဖို့အတွက်ကိုကျွန်တော်တို့လက်မှတ်ဝယ်လို့ရတဲ့ကောင်းတာပါအဲကောင်းတာမှာကျွန်တော်တို့ကထားလက်မှတ်ဝယ်လို့ရပါတယ်တခါ၃ပေါ့နော်တိုင်တိုင်မေးစတေရှင်ကိုကျွန်တော်တို့ဝယ်စီလို့ရတယ် ကိုဘာနေကိုဝယ်မယ်ဆိုရင်လည်းကျွန်တော်အခုဒီမှာ ticket machine တွေရှိပါတယ်။အဲ့မှာကျွန်တော်တို့ဝယ်လို့ရတယ်။ကျွန်တော်ကတော့ easy cap ရှိပါတယ်။ easy cap ရှိတဲ့အတွက်ကျွန်တော် easy cap နဲ့ကပ်ဖြတ်ပြီးစီးပွားလုပ်လို့ရပါတယ်။အခုမှဆက်ရောက်လာတဲ့သူတွေကတော့ဒီ ticket machine မှာကိုဘာကိုဆက်စားပြီးလုပ်ပြီးတော့စီးလို့ရပါတယ်။အဲ့ဒီ machine တွေမှာတရုတ်ဘာသာ၊အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ရှင်းလင်းစွာဖော်ပြထားပါတယ်။အဲ့တော့ step 1 2 3ပေါ့နော်။တို့တို့ပြထားတယ်။အဲ့ဒီတိုင်းပဲကျွန်တော်လုပ်သွားပါ။လွယ်ကူပါတယ်။ လက်မှတ်ဝယ်ပြီးပြီဆိုရင်ဒါကျွန်တော်တို့ယထာရဲ့အချိန်တွေပါသူက15မိနစ်ကြာတစည်းသွားတယ်လို့ကျွန်တော်သိထားတယ်ပေါ့နော်အဲ့တော့ MRT ကနှစ်မျိုးရှိတယ်အိမ်မှာခရမ်းရောင်နဲ့အပြာရောင်ဆိုပြီးနှစ်မျိုးရှိတယ်ခရမ်းရောင်ကကြတော့သူကရက်တဲ့ဘူတာနေတယ်အပြာရောင်ကကြတော့ရက်တဲ့ဘူတာများတဲ့အတွက်ကြတယ်ဒါဆိုရင်အခုကျွန်တော်တို့ယထာစစီဖို့အတွက်စပြီးဖြတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် easy cut ရှိတယ်သူအိမ်မှာသူပြထားတဲ့အတိုင်းပဲ easy cut လေးကိုအဲ့အဝါရောင်ပုံစံ quality ထဲမှာတင်လိုက်ရင်ကျွန်တော်ကြတယ် ထားစီးဖို့ကပ်ဖြတ်ပြီးွားပြီဆိုရင်ကျွန်တော်တို့ဝင်လာပြီဝင်လာပြီကျွန်တော်နောက်တဲ့အောက်ကိုတဆင့်ထပ်စီးလိုက်ပါဆင်းချလိုက်ပါเนาะအဲ့တော့ဆင်းလိုက်တာခိတ်ဆုံးပါပဲအမှယထားလာပါတော့အဲ့ရနေကျွန်တော်တို့စပြီးတော့စီးရမှာပါအဲ့တော့ Taipei Main Station ကိုသွားဖို့အတွက်ကကျွန်တော်တို့ကယထားနှစ်မျိုးရှိရခုနကျွန်တော်ရှင်းမှရှင်းပြပါတယ်အပြာရောင်နဲ့ခရမ်းရောင်ဘာကွာလဲဆိုရင်အပြာရောင်ကကြာတယ်ခရမ်းရောင်ကမြန်တယ်။ဘာကြောင့်မြန်လဲဆိုတော့သူကရက်တဲ့ပုံထားအနည်းငယ်ပဲသူကလမ်းမှာရက်တယ်။ ဟိုကောင်ကကြတော့ကျွန်တော်တို့ကဘူတာတိုင်းလူလူတို့သွားရှက်တယ်ပေါ့နော်အဲ့ဒါကြောင့်လို့ပါအခုကျွန်တော်ဒီမှာစစင်းချလာပြီးဖြစ်တဲ့အတွက်ကျွန်တော်ကတော့အဲကျွန်တော်ကအပြရန်အောင်ကျွန်တော်စီးဖြစ်ခဲ့ပါတယ်ပေါ့နော်ကျွန်တော်အဲနောက်7 minute နေမှာခရမ်းရောင်ဝါလာမှာဖြစ်တဲ့အတွက်ကျွန်တော်မစောက်ချင်တော့လို့ကျွန်တော်အပြရန်အောင်ပဲကျွန်တော်စီးခဲ့ပါတယ်အဲ့တော့ဒီနေရာနေကျွန်တော်ရထားဆောက်မယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒါအပြရန်အောင်ရထားဆောက်ရောက်လာပါပြီရောက်လာပြီဆို တက်သွားပြီးွားပြီးဆိုတာနဲ့ကျွန်တော်တို့ဒါတိုက်ပြီး main station ကိုကျွန်တော်တို့စပြီးတော့ရောက်ပါပြီ။ဂျာလေးရရှက်တဲ့ဘူတိုင်းတော့ကျွန်တော်မပြတော့ပါဘူး။အဲ့တော့အခုတိုက်ပြီး main station ကိုစပြီးရောက်လာပါပြီ။အဲ့တော့တိုက်ပြီး main station ကိုရောက်ပြီးဆိုတာနဲ့ကိုကတိုက်ပြီးရနေပြီ။ကိုလိုချင်တဲ့ခရီးကိုကျွန်တော်တို့ဆက်ပြီးတော့သွားလို့ရပါပြီ။အခုကတော့ကျွန်တော်လေဆိပ်ကနေပြီးတော့တိုက်ပြီး main station ကိုဘယ်လိုသွားလဲဆိုတာကိုကျွန်တော်ပြသပေးရတာပါ။ဟိုအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။